ကချွန်ဝေးမီဒီယာကိုအမြဲဆောင်ကြည့်အပ်နေကြတဲ့ပရိသတ်တရားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်။အပတ်စဉ်တိုင်းကချွန်ဝေးကနေတင်ဆက်ပေးနေတဲ့အက်ဒီတာနဲ့အတူစီးရင်နိုင်ငံရေးဆွေးနွေးခြင်းအစီအစဉ်ကနေပြီးမှပြန်လည်ကြိုဆိုပါရစေ။ဒီတစ်ပတ်ကတော့စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ရုရှားကပြန်လာတဲ့အချိန်မှာဒီပြောခဲ့တဲ့စကားတစ်ခုပေါ့နော်။ ဲ့ဒါနဲ့ပတ်သက်ပြီးမှဆွေးနွေးထွားဖို့ရှိပါတယ်ဆရာ။အဲ့ဒီစကားသခုံကပါလဲဆိုတော့ဒီတိုင်းသားတွေကိုဖြစ်နိုင်တာပဲတောင်းဆိုပါဖြစ်ချင်တာတွေမတောင်းဆိုပါနဲ့ဆိုပြီးမှရုရှားအပြန်ခီးစင်မှာစစ်ကောင်းဆောင်ကပြောဆိုထားတယ်လို့ဒီစစ်ကောင်းစီလက်အောက်ခံမီဒီယာတွေကဖော်ပြကြတယ်ပေါ့နော်။ဒီကိစ္စနဲ့ပတ်သက်ပြီးမှအကျေတဝင့်စဉ်းစားဆွေးနွေးရမယ်ဆိုရင်စစ်ကောင်စီပြောချင်တဲ့အတိတ်ပဲကိုလက်ရှိအခင်းကျင်းတွေနဲ့ ဆက်ဆက်ပြီးမှတွေးကြည့်မယ်ဆိုရင်ပေါ့တိုင်းရင်းသားတွေကိုဖြစ်နိုင်တာပဲတောင်းဆိုဆိုတာကဒီတိုင်းရင်းသားတွေကကိုယ်ပိုင်နေမြေရရှိရတဲ့အတွက်တောင်းဆိုနေတဲ့ အချက်နဲ့ဆက်ဆက်နေမလားပေါ့နော်ဒီဟာကိုစစ်ကောင်းဆောင်ကလိုက်ရောမပေးနိုင်တာမျိုးဖြစ်နေတယ်လို့အတိတ်ပဲဖွင့်ဆိုလို့ရမလားဆရာအနေနဲ့ရောဘယ်လိုဘယ်လိုတွေးမြင်မိပါသလဲဆရာပြောချင်တဲ့ဟာတိုင်းနာတီတောင်းဆူတဲ့ဟာကဖေဒရယ်ဒီမိုကရေစီပဲတောင်းဆူနေတော့အဲတိုင်းနာလို့ပြောရင်ဗမာတိုင်းနာတွေလည်းပါတယ်ဆိုတော့ဒီနေ့ဒီဖေဒရယ်ဒီမိုကရေစီတောင်းဆူတဲ့အထင်းမှာဗမာတိုင်းနာတွေလည်းပါတယ်လို့ပြည်သူတရလုံးကလည်းဖေဒရယ်ဒီမိုကရေစီ နိုင်ငံကိုပြန်လဲဖွဲ့စည်းဖို့ပဲတောင်းဆိုနေတဲ့ဟာဆိုတော့တိုင်းနာတွေကမဖြစ်နိုင်တဲ့ဒီခွဲထွက်ရေးကိုတောင်းဆိုနေတဲ့ဒီတိုင်းဒါအဖွဲ့တွေလည်းမရှိဘူးဒီနေ့အချိန်ထိစစ်တပ်ကတော့ဒီတိုင်းနာတွေကခွဲထွက်ရေးကိုတောင်းဆိုနေတယ်ဆိုတဲ့ဟာဒါသူတို့ဆွဆွဲတာပေါ့တကယ်တကယ်တိုင်းနာတွေနိုင်ငံရေးကိုဆွေးနွေးတဲ့အခါမှာဒီတိုင်းနာတွေကလည်း Federal Democracy စစ်မှန်တဲ့ပြည်ထောင်စုစနစ်ကိုပြန်လဲဖွဲ့စည်းဖို့ပဲတောင်းဆိုနေတာပေါ့နော် ဒါရှင်းရှင်းလေးပါပဲဒီလိုပြောဆိုတဲ့အခါမှာဒီမြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေကိုပြောဆိုတဲ့အခါမှာတချို့ကဒီစစ်တပ်ကိုဗဟုပြုပြီးချင်းကတ်တဲ့ဟာတွေရှိတာပေါ့အဲစစ်တပ်ကိုဗဟုပြုပြီးမှနိုင်ငံကိုပြုပြင်ပြောင်းလဲသွားမယ်ဆိုတဲ့ချင်းကတ်မှုမျိုးဟာဒီနေ့ဒီချိန်မှာပြည်သူလူထုကလည်းမယုံကြည်တော့ဘူးတိုင်းရင်းသားတွေကလည်းမယုံကြည်တော့ဘူးအဲ့ဒါကြောင့်ဒီစစ်တပ်ကိုဗဟုပြုပြီးချင်းကတ်တဲ့နိုင်ငံရေးဖြစ်စဉ်ကအောင်မြင်မယ်လို့ကျွန်တော်တော့ ထင်ဘူးပေါ့နော်အဲပြောမယ်ဆိုရင်ပြီးခဲ့တဲ့ဒီ နထောင်းတစေဦးတင်းစဉ်လက်ထက်မတိုင်ခင်ကာလမှာဒီစစ်တပ်အစိုးရစစ်စိုးရဖော်ဆောင်တဲ့ဒီနိုင်ငံရေးလမ်းပြမေပုံခနှစ်ချက်အတိုင်းကိုတိုင်းရင်းသားဖွဲ့စည်းတီရောနိုင်ငံရေးပါတီတီရောတော်တော်များများကလိုက်ခဲ့ပြီးပြီပေါ့နော်ဆိုတော့နောက်ဆုံးကပါထွက်လာလဲဆိုရင်2008ဖွဲ့စည်းပုံအခြေခံဥပဒေပဲထွက်လာတယ်ဒီ2008ဖွဲ့စည်းပုံနဲ့တွားနေတဲ့နိုင်ငံရေးဖြစ်စဉ်ပြတ်သားအောင်လဲဘယ်သူကလုပ်တယ်လဲဆိုရင်ဒီစစ်တပ်အာဏာသိမ်းမှုကြောင့်ပဲဒီ2008ဖွဲ့စည်း ည်းပုံအရသွားနေတဲ့ဒီတိုးရက်တပြက်ဒီမိုကရေစီဖြစ်စဉ်ကလည်းပျက်စီးသွားပြီးမရှိတော့ဘူးဒီဒီလူမျိုးဖြစ်သွားတဲ့ဟာအာနာသိန်းတူရဲ့အမားပဲအာအာနာသိန်းတူရဲ့အမားပဲလို့ပြောချင်တာပေါ့ဆိုတော့ကျွန်တော်ကုတိုင်ကြားဘူးတဲ့ဟာကဒီ NCA ဖြစ်စဉ်မှာလက်မှတ်ထူခဲ့တဲ့တိုင်းအဲတိုင်းဒါအဖွဲ့အစည်းအဖွဲ့ရဲ့ခေါင်းဆောင်အဲဒီကနေ့လည်းတူဒီခေါင်းဆောင်နေတဲ့ပုဂ္ဂိုလ်တူဦးပါပဲတူကုတိုင်ပြောခဲ့တဲ့စကားကိုကျွန်တော်ကြားခဲ့တဲ့ဟာစစ်တပ်ကတဲ့တူ2000 စ်အခြေခံဖွဲ့စည်းပုံဥပဒေဟာဒီစစ်တပ်ရဲ့နိုင်ငံရေးစီမင်းပေါ်ကနေတဖြည်းဖြည်းသိချလက်ချထွက်သွားမဲ့ဗျူဟာကိုသူတို့က2008ဖွဲ့စည်းပုံအရဗျူဟာခင်းပင်မနိုင်ငံရေးစီမင်းပေါ်ကနေတဖြည်းဖြည်းဆုတ်သွားမယ်ဆုတ်သွားမယ်လို့သူတို့အဲ့လိုထင်ထားတယ်ဆိုတဲ့ဟာမျိုးကိုပြောခဲ့တဲ့ဟာကြောက်ခဲ့ဘူးတာပေါ့နော်ပြောကျင်တဲ့ဟာတိုင်းသားကောင်းဆောင်တီတော်မှဒီလိုမျိုးအယုံကြည်ခဲ့တဲ့ဖြစ်စဉ်ကိုပြည့်စည်သွားအောင်လုပ်လိုက်တဲ့ဟာကအာနာသိန်းတူတူရဲ့အ မားပဲလို့ကျွန်တော်ကတော့အဲ့လိုပြောချင်တာပေါ့အဲတကယ်တမ်းပြောမယ်ဆိုရင်တော့ဒီမဖြစ်နိုင်တာရဲ့ပြီးရင်ပြောနေအလို့မကိုက်ညီတဲ့လုံရက်တူကိုပြောနေလုံနေတဲ့ဟာဘာတူလဲဆိုရင်စစ်ကောင်းဆောင်တွေပါပဲဥပမာပြောမယ်ဆိုရင်ဒီပါတီစုံဒီမိုကရေစီစနစ်ကိုတွားမယ်လို့တော့တူတူပြောနေတယ်ဒါပေမဲ့ဒီမိုကရေစီလို့တွားမယ်ဒီမိုကရေစီစနစ်ရတွားမယ်ဆိုရင်စစ်တပ်ကနိုင်ငံရဲ့အခန့်ကဏ္ဍနဲ့နိုင်ငံရဲ့အခန့်ကဏ္ဍမှာဥဆောင်ပါဝင်ခြင်းကနေမဟုတ်ပဲနဲ့ဒီနိုင်ငံရဲ့စစ်မြင့်ကနေထွက်ခွာသွားရမယ်နိုင်ငံရဲ့ဥဆ ောင်မှုမှာမပါတော့ဘူးဆိုတဲ့အချက်ကိုဒူဒူကလက်မခံဘူးဒီမိုကရေစီစနစ်ကိုလက်ခံတယ်လို့တော့ပြောတယ်ဒါပေမဲ့နိုင်ငံရေးကနေစစ်တပ်ထွက်ခွာသွားဖို့အတွက်ဒူဒူကဟိုလက်မခံဘူးဒါကဒီမိုကရေစီစနစ်ကိုဖော်ဆောင်မယ်ဆိုတဲ့ဟာတကယ်စစ်မှန်တဲ့ဒီမိုကရေစီစနစ်ဖော်ဆောင်ဖို့အတွက်မဖြစ်နိုင်တဲ့ဟာပြောနေတယ်ပြီးရင်ဒီနိုင်ငံရေးခန့်ကန်တာမှာနေရာလူချင်းနေတယ်အဲနေရာကို ဥထားခြင်းတဲ့ဒါမဖြစ်နိုင်တဲ့ဟာလုပ်နေတဲ့ဟာကရှင်းနောက်မညင်ညွတ်ပဲနဲ့ဖြစ်ချင်နေတဲ့ဟာကအမန်အမန်တန်ရတော့ဒီစစ်ကောင်းဆောင်တွေပဲလို့ကျွန်တော်ကပြောချင်တာပေါ့နော်ပြီးရင်စစ်ကောင်းစီဥက္ကဋ္ဌတူကူတန်လည်းပြောခဲ့တာပေါ့ဒီရာချာခီးစင်ကအပြန်ဒီမီဒီယာတွေမေးအခါမှာတူကူတန်ဖြစ်ချင်တဲ့ဟာလည်းအများကြီးလူပြောတယ်ဥမာတူကူတန်ကဘာဖြစ်ချင်လဲပေါ့ဥမာဓမ္မဒဖြစ်ချင်တာလားဘယင်ဖြစ်ချင်တာလားပေါ့နော်နိုင်ငံရေးရတူဘာဖြစ်ချင်တယ်ဆိုတဲ့ဟာတိတိကျကျအတုအစီမှာရှိရင်တတိရှိရှိ ူဘာဖြစ်ချင်တယ်ဆိုရဲဟောပြောပြတင်းတယ်လို့ပဲကျွန်တော် ပြောချင်တာပေါ့နော်ဟုတ်ကဲ့သူရဲ့ဒီလိုမျိုးပြောဆိုမှုမှာပေါ့နော်ဒီတရုတ်ရဲ့ဂျာဝင်ညီနိုင်ဆွေးနွေးမှုနဲ့ဒီနယ်မြေတစ်ခုကိုဝင်အုပ်ချုပ်ခွင့်ရလိုက်နိုင်တဲ့ MNDAA အတွက်ရောနောက်ကြောမလုံစရာတွေဖြစ်လာနိုင်မလားဆရာပြောမယ်ဆိုရင် အခုကာလမှာဒီတော်လန်ရဲ့ဘေးတော်လန်ရဲ့တပ်ဖွဲ့တွေပဲဖြစ်ဖြစ်လက်ရှိတင်းပိုက်ထင်းချုပ်ထားနိုင်တဲ့နေမည်တွေကနောက်ကျောလုံနေတာမရှိဘူးပေါ့နော်နောက်ကျောမလုံပါဘူးအမှန်တကယ်အမှန်တိုင်းပြောရမယ်ဆိုရင်စစ်ကောင်စီမပြောင်းလဲမချင်းကတော့လုံခြုံမယ်လို့ကျွန်တော်မထင်ဘူးဒါကြောင့်ဒီအချိန်ဒီကာလမှာတော်လန်ရဲ့အဖွဲ့တွေကပါဖြစ်တဲ့လဲဆိုရင်တော်လန်ရဲ့အဖွဲ့တွေအချင်းချင်း ဒီဘီဟာကြတဲ့ပူမူညီညွတ်တဲ့တော်လန်ရေးကိုဆက်ပြီးပေါ်ဆောင်သွားဖို့ပဲအရေးကြီးတယ်လို့ကျွန်တော်တော့ပြောချင်တယ်ပြီးရင်အခုတော်လန်ရဲ့အောင်မြင်မှုကလည်းတကယ်လက်တွေ့ကြတဲ့ဒီစစ်ရဲနိုင်ငံရေးနဲ့ပူးပေါင်းဆောင်ရွက်ကြဖို့အရေးကြီးတဲ့ နှစ်ပေါ့နော်ဒီ2025နှစ်ကတကယ်အရေးကြီးတဲ့နှစ်လို့ကျွန်တော်ပြောချင်ပါဘူး။ဒါမှမဟုတ်ရင်ကျွန်တော်တို့ရဲ့ဒီတော်လန်ရေးကိုအချိန်ကာလကတိုက်စားသွားလိမ့်မယ်လို့ကျွန်တော်ကတော့အဲ့လိုမြင်တယ်။စစ်ကောင်စီကလည်းတူရုစီမှာဒီအချိန်ကာလတိုင်းတာရတောင်းခံထားနိုင်ရင်တူရုနယ်လန်ပြန်ထူနိုင်တယ်။ နောက်ပိုင်းကျရင်ဒူရူ you corporate ပါပြန်လုပ်မယ်အလွတ်လပ်တရားများသားတည်ဖြစ်စေမဖြစ်စေအဒူရူထောက်ခံမဲ့အခုလိုမျိုးတရုတ်လိုမျိုးရုရှားလိုမျိုးနိုင်ငံရှိရပြီးတော့တရုတ်လိုမျိုးရုရှားလိုမျိုးနိုင်ငံကအတိမပြုတ်လာရင်နောက်ပိုင်းဒီကြားရက်နေတဲ့တခြားနိုင်ငံတွေလည်းတဖြည်းဖြည်းနဲ့အတိမပြုတ်လာနိုင်တယ်ဆိုတဲ့ဟာဒူရူမျိုးလင့်တာပေါ့ဒါကြောင့်မို့ဒီကျွန်တော်တို့တော်လန်ရဲ့အင်အားစုတွေကလက်တွေ့ကြတဲ့စည်ရဲနိုင်ငံရေးကိုညီညွတ်ညွတ်နဲ့ အားစိုက်ပြီးမှပေါ်ဆောင်ရမယ်တကယ်အချိန်ကာလရောက်ပြီလို့ကျွန်တော်တော့ပြောချင်တယ်ပေါ့ဟုတ်ကဲ့ဆရာဒီစကောင်းဆောင်ကဒီလိုလေတံထွက်လာတာပေါ့နော်ရုရှားအပြန်ခီးစင်မှာမှဒီလိုလေတံထွက်လာတာမြင်ရတာပေါ့ဆိုတော့သူ့အနေနဲ့ရုရှားစီကနေပြီးမှဒီသူတို့စစ်တပ်တက်ဆိုးရှေဖို့အတွက်ကြီးမားခိုင်မာတဲ့အထောက်ပံ့ရခဲ့လို့ဒီလိုလေတံထွက်လာတာမျိုးဖြစ်လာနိုင်မလားဖြစ်လာမလားပေါ့ဖြစ်နိုင်မလားပေါ့ ပြောဒီရုရှားခီးစဉ်နောက်ပိုင်းမှာရောမြန်မာနိုင်ငံရဲ့ခင်းကျင်းအထူးသဖြင့်စစ်တပ်ဘက်ကနေပြီးမှအာစစ်တပ်နဲ့တက်သက်ဆိုင်တဲ့ကဏ္ဍတွေမှာတိတိတတပြောင်းလဲမှုတွေရှိနိုင်မလားဆရာပြောမယ်ဆိုရင်တော့ဒီစစ်ကောင်းဆောင်ရဲ့ရုရှားခီးစဉ်ကဘာနဲ့တွားတိုက်ဆိုင်နေလဲဆိုရင်ဒီအာဂျင်တီးနားနိုင်ငံတရားရုံးကဖမ်းရန်ထုတ်ထားတဲ့ဒီဒီဒင်းတွေထွက်ပေါ်နေတဲ့မကြသေးမီအချိန်ကာလမှာပဲသူရုရှားကို သွားလဲနိုင်တယ်ပေါ့နော်ဒီရုရှားသွားပြီးအာနာရှင်ပူတင်နဲ့အာနာရှင်ပူတင်ကိုသူကဘရင်တပားလိုတင်စားမြောက်ပြင်းပြီးမှပြန်လာတယ်ပေါ့ပြင်းသူကရုရှားနဲ့ပြန်လာပြီးမှ UUS ကနဲ့ပြောပြမယ်ဆိုရင်တော့ပြည်တွင်းကတော်လိုင်းအင်အားစုတွေကိုဖြေးပြတဲ့တဘောပါပဲလို့ကျွန်တော်အဲ့လိုမြင်တယ်။ဟောဘာနဲ့တူလဲဆိုရင်ဒီအာနာမသိင်ခင်ကာလမှာဒီစစ်တပ်က ရေငုပ်တင်ပေါ်တစည်းဝေခဲ့တာအဲရေငုပ်တင်ပေါ်ဝေပြီးမှကြွားလုံးအကြီးကျယ်ထုတ်ခဲ့တဲ့ဖြစ်စဉ်တစ်ခုရှိခဲ့တာပေါ့ဒီတင်ပေါ်ဝေယူတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးမှလည်းဒီဘူချုဇော်မင်းထွန်းပြောခဲ့တဲ့စကားရှိရတယ်ဒီတင်ပေါ်ဟာတဲ့တကယ်တမ်းစစ်တပ်အတွက်အသုံးဝင်တယ်မဝင်ဘူးဆိုတာထက်ဒီစစ်တပ်မှာရင်ငုပ်တင်ပေါ်ရှိတယ်ဆိုရက်ခံညာမှုဒီလူအထင်ကြီးအောင်ပေါ့သူပြောတဲ့ဟာ deterrent power လို့ခေါ်တော့ဒီအတွက်ကသူတို့ရေချက်တစ်ခုအနေနဲ့ဝေခဲ့ရလို့ဆိုရက် ဲဟာမျိုးဘူချုစော်မင်းထွန်းကူတန်းပြောခဲ့တာရှိရပါတော့ဆိုတော့အခုလည်းပါလဲဆိုရင်ဒီစစ်ကောင်စီဥထားလဲရုရှားသွားတယ်ပြီးရင်ရုရှားမှာပူတင်နဲ့ ရင်ရင်နင်းနင်းပြေပြေလေးလေးနဲ့အလိုမျိုးတွေ့ဆုံပြီးမှပြန်လာနိုင်တယ်ဆိုတဲ့ဟာကို तू ကပြချင်တယ်ဒီပဲပြောချင်တဲ့တဘောက तू ကငါရုရှားနဲ့ပြန်လာတယ်နင်းတို့ဘာတတ်နိုင်လဲဆိုတဲ့တဘောမျိုးဓမ္မမို့လဲငါရုရှားနဲ့ပြန်လာတယ်မင်းတို့မင်းတို့ဒီတတိထားဆိုတဲ့ပုံစံမျိုးနဲ့ तू ကရုရှားနဲ့ပြန်လာတဲ့ဟာကိုကြွားလုံးထုတ်ချင်တဲ့တဘောမျိုးပဲတချို့သူတို့အတွက်အကျူးမျက်ရှိတဲ့ဟာတွေတော့ရှီကောင်းရှိလိမ့်မယ်ဒါပေမဲ့ ဒီတော်လံရဲ့အင်အားစုတွေရဲ့စီလုံးညီညွတ်မှုဒါရှိရင်ပြည်သူတွေရဲ့ထောက်ခံမှုဒါဆက်ပြီးရနိုင်မယ်ဆိုရင်ရုရှားနိုင်ငံရဲ့စစ်ကောင်စီပေါ်မှာကြောထောက်နောက်ခံပေးမှုကတရုတ်ရဲ့ဟိုထောက်ပံ့ပေးမှုလောက်ကျွန်တော်တို့တော်လံအင်အားစုတွေပေါ်မှာရိုက်လိုက်မယ်လို့တော့ကျွန်တော်မထင်ဘူးပေါ့အဲ့ဒါတခုတော့ရှိမယ်ဆိုတော့ကျွန်တော်တို့ဘက် ဘာရေးကြီးလဲဆိုရင်ဥမာစစ်ကောင်စီကရုရှားသွားပြီးပြန်လာနိုင်တာကကျွန်တော်တို့အတွက်အရေးမကြီးပါဘူးကျွန်တော်တို့အတွက်အရေးကြီးတဲ့ဟာပါလဲဆိုရင်ပြည်ပရောက်နေတဲ့ဒီ NUG အစိုးရဝန်ကြီးတွေပြည်တွင်းပြန်လာပြီးတော်လှန်ရေးအလုပ်ကိုတကယ် လက်တွေ့ကြကြလုတ်ကင်နိုင်ဖို့ကကျွန်တော်တို့အတွက်အရေးကြီးဆုံးဖြစ်တယ်လို့ပဲကျွန်တော်အဲ့လိုပြောချင်တယ်ယေစုပါပဲဒီတစ်ပတ်အတွက်ဟုတ်ကဲ့ကချင်ဝေးကိုအားပေးနေကြတဲ့ပရိသတ်တွေအားလုံးကိုယေစုတင်ကြပါတယ်နောက်တစ်ပတ်မှာရောဘယ်လိုခေါင်းစဉ်မျိုးနဲ့စီးနိုင်ငံရေးအကြောင်းအရာတွေဆွေးနွေးတွားမလဲဆိုတာကိုဆက်လက်ဆောင်ကြည့်အားပေးကြပါဦး